AVA 1940 Season 2အခန်း၄ကဲလက်နက်ချလိုက်ပါသွေးတော်ကြီးသရိုးသားသူရင်စောကသူ့နေရာတွင် ပြန်ထိုင်ရင် ပြောလိုက်သည်သွေးတော်ကြီးထော်ကန်းမှာတွေ့ဝင်နေ၏ဟော်ရီအုပ်ဘူတောင်းကြီးကရွာပတ်ကြလဲမှာကျုပ်တို့ကိုွေတွေဝိုင်းလာတယ်ဆိုတာကိုခမရကမယုံဘူးလားနားလဲကဒူးလေးကိုငကတ်ထံကမ်းပေးလိုက်သည်ထို့နောက်ဇပွဲပေါ်တွင်တင်လာသောဘူးသီးကြောင့်ကမ်းပလွေကိုယူကာမှုတ်လိုက်သည် ခဏကြာတွင်ဟိုမဒီမတောတောင်ပတ်ချလဲမအချက်ပေးပလွေသံများပြန်ပေါ်လာသည်ဒါကွေ့လူမျိုးတွေရဲ့အချက်ပေးစနစ်ပဲထော်ကန်စစ်ပွဲနဲ့သူတို့ချင်းသာနားလဲတဲ့အချက်ပေးတင်နေတာပဲခမားလက်နဲ့မချရင်သူနောက်တစ်ခါပလွေကိုထတ်မှုတ်လိုက်လိမ့်မယ်အဲ့ဒီဒေးသွားကကျုပ်တို့လက်ထဲမှာရှိတဲ့ခမားလူတွေအားလုံးကိုတတ်ပြစ်လိုက်ဖို့အမိန်ပေးလိုက်မယ်နားလဲဟာကွေလူမျိုးတွေရဲ့မိမတက်မှုတယောက်ပဲသူ့မိကိုတက်သားတွေနာခံလိုက်မယ်သူရင်စောကခရေးရင်ပြောလိုက်သည် ဒီတိုင်းလဲခမားတို့ကျုံတို့ကိုတတ်မှာမဟုတ်လားကုန်နေအင်ကငကက်ကြီးလက်ထဲမှာဒူးလေးကိုယူလိုက်သည်ထို့နောက်ဒူးလေးများရန်ကိုတောင်ဘက်ကောင်းငင်ပေါ်သို့ပြစ်လွတ်လိုက်သည်ကျုပ်တို့ကငက်လုံးလို့မခံနိုင်လို့လို့အင်းဝနန်းတော်ကိုပုံငန်ကြတာကျုပ်တို့ရဲ့မျှားရံတွေကကျုပ်တို့ဘဝတွေကိုပြန်ချိန်ဖို့မဟုတ်ဘူးဗျအင်းဝနန်းတော်ကိုပဲဥတီချိန်ထားတာဒီတော့ခမားတို့ကိုကျုပ်တို့ဘာမှမလုပ်ပါဘူးကျုပ်တို့ကိုယ်ထုံးစံအရာမင်္ဂလာပွဲလာတဲ့ဧည့်သည်တွေအဖြစ်သတ်မှတ်ပါတယ်ကဲ ကြံတဲ့သူတွေလက်နက်တွေပြန်သိမ်းဟေဒီကဧည့်သည်တွေကိုဧည့်ခံဖို့စားတော့စရာတွေပြင်ဆင်ပေးလိုက်ကြကဲထိုင်ကြပါကုန်နေငါနားလဲနားရင်ရက်နေသောအကျက်ဘဲကျော်ကိုပခုံးဘက်ကဝါးတန်းတွင်ထိုင်ခိုင်းလိုက်ဤတွေးတော်ကြီးထော်ကန်းနှင့်ကြံသူများသည်ခုံတန်းများတွင် ဝင်ထိုင်လိုက်ကြသည်ကုန်နေငါထော်ကန်း၏ဘေးတွင်ဝင်ထိုင်လိုက်ပြီးတိုးတက်မှုဓာတ်ရည်ဟုခေါ်သည်တတိရက်များကိုကမ်းလိုက်ဤအော်ကျုံတော့ပြပါမယ်မိတ်ဆွေအသေးကြီးဟေကုန်နေငါအရက်ကိုမောတော့လိုက်သည် ဘသူရဲ့လက်အောက်ခံရမှာမဟုတ်ပဲကျုပ်တို့လူမျိုးရိုးရတလေလွတ်လွတ်လပ်လပ်တောက်ရတယ်အရက်တစ်ခွက်ပါတွေးတောက်ကြည့်ဒီအရသာကိုကျွန်တော်တို့ရသလိုခမားတို့မရရမုံနေလေရသည်ကျမာတယ်ထော်ကန်းကအရက်ခွက်ကိုမောတောက်လိုက်သည်ကျုပ်တို့ကိုွိနဲ့မုံတသွေးတဲ့တသားတဲ့ပူပေါင်းပြီးဟောဒီမရရအုပ်ဘုကနေအခိုင်ပြီးနေရင်အင်းဝမကလို့စကြာဝရင်းမလာလေပြန်တိုက်နိုင်ပါတယ်ဘဲနဲ့လေထော်ကန်းကသူဤလက်ယုံဖြစ်သောဘဲတော့ကိုလှမ်းကြည့်လိုက်သည် ဘဲကျော်ကသဘောတူကြောင်းပြလိုက်၏ကျိုးတို့မှလည်းအင်းဝါကစစ်သည်စစ်စရေအခွန်ထုတ်တွေနဲ့လူတွေကတော်တော်လေးစိတ်ညစ်နေကြပါပြီကိုယ်တွေနဲ့အတူတူလွတ်လပ်တဲ့ဘဝစီကိုခြိတက်ကြတာပေါ့ကဲမင်္ဂလာဆောင်စရာရှိတာကိုဆက်ဆောင်ကြပါကြံတဲ့ကိစ္စကိုမင်္ဂလာဝဲပြီးမှဆွေးနွေးကြတာပေါ့ဘူမင်းသူရင်စောကနားလဲကိုရှင်ရှင်စားစားကြည့်ကပြုံးပြလိုက်သည်နားလဲကတစ်ချက်ပြုံးပြပြီးသရိုးသမီးနေရာတွင် ပြန်ဝင်ထိုင်လိုက်တော့ဤ 1942ခုနှစ်စက်တင်ဘာလအင်းဝအောင်နန်းကျော်ဘုံနန်းတော်မဏိပူရဘရင်ဂါဝိနာဇတ်ကတန်တမန်အဖြစ်စေလို့လိုက်သောစစ်သူကြီးချန္ဒရာမောနီသည်အင်းဝဘရင်ရှေ့တော်သို့ဝင်ရောက်ရတော်မူဖြစ်သည်ညီလာခံစားမိနန်းတော်ဥကင်သားဆောင်ရှိသည့်ဝေါ်ရင်စီးသွောက်ခွင့်မရှိသဖြင့်ချန္ဒရာမောနီမှာလမ်းလျှောက်ရန်ပြင်ရတော်သည်ချန္ဒရာမောနီကကတိစစ်ပောင်းမီကိုဒူးစစ်အထိရောက်အောင်ခောက်တင်လိုက်ထို့နောက်နန်းတော်တွင်ခြေစလုံးခန့်ရောက်နေသောရေထဲသို့ဆင်းလိုက်သည် 1942ခုနှစ်တွင်မိုးများနေ့စဉ်ရက်ဆက်ရွာသွန်းသည့်အပြင်အင်းဝမြို့ပတ်ချာလယ်ရှိတာဒမန်များမှာအားနည်းလာသဖြင့်အင်းဝမြို့တစ်ခုလုံးရေကြီးလျက်ရှိသည်အမြင့်ပိုင်းတွင်တိစောက်ထားသည့်အောင်နှန်းကျော်ဘုံနှန်းတော်၏ကျမ်းပြင်အထိကရေကရောက်နေသည်ချန္နာမော်နီနှင့်အဖွဲ့နန်းဆောင်ပေါ်သို့တက်သည်နှင့်ကိုသိန်းသခင်ဦးဆောင်သောအဖွဲ့ကကြိုးစိုးကနေရာချထားပေးကြသည်မကြာမီမဟာဓမ္မရာဇာဓိပတိသည်မိဖုရားကောင်းကြီးမဟာရာဒီနာဓိပတိဒေဝီ မြောင်နန်းမီပြားမဟာယာဇာဓိပတိဒေဝီလင်းစင်မီပြားတို့ချင်းအလျက်ညီလာခံထွက်လာသည်သူတို့ဤနောက်တွင်ပါလာဒီကမဏိပူရမင်းသမီးညီလာခံနှင့်သားတော်များဖြစ်သောမင်းသားမောင်ဖြူမောင်မင်းတို့မှယာဇပလင်ဤနဘေးအထူးနေရာတွင် နေရာယူလိုက်ကြသည်မဏိပူရဘရင်ဂါဝိနာဇတ်ကအမတော်ပုပ်ပန်းမင်းသမီးညီလာခံနှင့်တူတော်များကိုတန်တမန်ချန္ဒရာမော်နီမတဆင့်ပြသပေးရန်တောင်းဆိုသည်ဖြင့်ပြသပေးခြင်းဖြစ်သည်မဏိပူရကတိတို့ကျူးလွန်လာခြင်းတွင် နီလာခန်းနဲ့တားတော်များကိုအင်းဝဘရင်မှာအန်ရယ်ပေးမပေးကိုသိကျင်သည့်အတွက်တောင်းဆိုခြင်းလည်းဖြစ်သည်ချန္ဒရာမော်ဒီသည်ဂါဝစ်နာဇတ်မှလက်ဆောင်ပါလိုက်သည့်ခြေတယ်များကိုဆက်သသည်မဟာဓမ္မရာဇာဓိပတိကလည်းဂါဝစ်နာဇတ်အတွက်ရွှေတပတ်ရွှေအင်းကြီးရွှေထမိန်ရွှေချေရင်တို့ကိုလက်ဆောင်ဖြင့်ပြန်ပေးရသည်တနည်းအားဖြင့်တစ်ချိန်ကအင်းဝလက်အောက်ခံဖြစ်ခဲ့သောမဏိပူရမှာယခုခါအင်းဝနှင့်အစဉ်အတန်းတူ နိုင်ငံတစ်ခုအဖြစ်အင်းဝကိုအတိမတ်ပြုလိုက်ခြင်းပင် တန်တမန်ဖွဲ့ပြန်သွားပြီးသည့်နောက်မဟာဓမ္မအစာဓိပတိသည်ဥယျာဉ်တော်အတွင်အထူးညီလာခံခေါ်ယူခဲ့သည်။ချိုညီလာခံတွင်မင်းစရာဘုန်းကြီးများဖြစ်သောအရှင်ညာနာဇာဂရာ၊ရွှေကြပင်တိစိတ်ဝိရိယဆရာတော်ကိုသိန်းသခင်မင်းကောင်နိုင်ဝင်ကြီးဥဖြိုးတို့တက်ရောက်ကြသည်။လက်အောက်ခံဖြစ်ခဲ့သောမဏိပူရကိုဒန်းတူအစင်တန်းဖြင့်လက်ခံလိုက်ရသည်ဖြင့်မဟာဓမ္မအစာဓိပတိ၏မျက်နှာမှာတိတ်မကောင်းလား။ကဲဘာရီတော်ဟန်တော်ရီရေးလျှောက်စရာရှိတယ်ဆိုလျှောက်စီဗျာ။ ဟန်တော်ရီနဲ့ဆက်ဆိုင်နေတဲ့မင်းရဲ့နရာဟာဓနုဗျူခံတပ်ကိုလက်လွတ်လိုက်ရပြီပြည်မျိုးကိုစုတ်ခွာလာရကြောင်းမှာအရှင်မင်းမြတ်ဒါဆိုဟန်တော်ရီသားတွေကပြည်ထွေရောက်နေကြပြီရောမှန်ပါဟန်တော်ရီကအင်အားဘလောက်ရှိမလဲငါတော်ဝင်းကြီးရှိကြောင်းမှာငါတို့တပ်ကိုတင်လို့နှစအင်အားဖြည့်ပြီးပြည်ကိုဗာရီတော်ကိုယ်တိုင်ဥဆောင်ခြိတက်ဖို့လှုပ်ချေလေသရိုးမင်းကောင်ကတပ်ပြင်းချလိုက်သည်မှန်ပါအမိန့်တော်ကိုပန်ဆင်ပြီးတေဝင့်တိုက်ဝင့်ပါတယ် ဒါပေမဲ့ကျွန်တော်မျိုးတက်တွေကကတိစစ်ပြီးဟန်တာရီကိုတိုက်ရိုက်ချီအဲ့ဒီကတစဉ်ပြည်တိုက်ပွဲဆက်လက်ချီတန်းနဲ့နှစ်နှစ်စတိုင်မနာရသေးပါစစ်ပန်းပြီးနာဖျားဒဏ်ရာရတဲ့သူတွေပေါ်လာပါတယ်အထူးသဖြင့်စစ်တီတွေမှာအနာမရစစ်ချီတက်လုံနေရလို့စိတ်ဓာတ်တွေထူးခြားစင်းနေပါတယ်ဒီတစ်ချိန်စူးစီးချီတက်ဖို့ရမလွယ်လပါဒါဆိုလေထောင်ပြူရာပြူမျိုးတွေရွာရီစီကစစ်တီတွေစင့်ခေါ်ဖို့လုံတော့လေကိုပြူဒါကခမရနန်းရုံဝင်ကြီးကိစ္စဖြစ်သွားပြီ ဝင်းကြီးဥပြိုးမှာမျက်နာမတာမရမှန်ပါကတိစစ်စားဆင့်ဆိုစရာမှာလဲကုံတလောက်ဖြစ်နေပါပြီယခုအင်းဝရေယူကြီးတက်နေတဲ့အရေးမှာလဲမန်အောင်တကားဆယ်ဖို့တဲ့အခါမှာမြို့ကအသေးအုပ်စုကိုအတင်းကျအလောအားပေးခေါ်ယူခိုင်းနေရကြောင်းပါအရင်တန်းတဲ့တီတုံးကမရေအောင်ဖို့အစုဘက်ကကိုယ့်လူမျိုးတွေကရောဘယ်ရောက်ကုန်လို့လဲကိုသိန်းသခင်တွေဥဖြိုးတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်မရေအောင်ဖို့ကကိုယ့်မုံတစုက ်အင်းဝတ်ထံအခွန်အထုပ်စစ်သည်စင့်စို့အားလုံးကိုမလိုက်မနာထောင်ထားနေကြပါပြီဖေဟာဟာဘဲလူကွယ်ဥယျင်တွင်ကျင်းငတ်တံများမှအပတိတ်ဆိတ်သွားသည်ကိုသိန်းသခင်နှင့်ဝင်းကြီးဥဖြိုးတို့ကအစည်းအဝေးလုပ်ရာနားနေဆောင်ကျမ်းပြင်မှာမြင်နေရသည့်ရေများကိုသာခေါင်းငုတ်လျက်ငေးကြည့်နေကြသည်ကဲဘာရီတော်နဲ့ကိုကြီးဖြိုခမောင်းတို့နှစ်ယောက်ကိုကိုတော်စီရေးနဲ့ပြီးတဲ့ရေခန့်ထားတာလေအခုကတိတွေအေးပြီးတော့ဟန်ဂါရီအေးကပေါ်လာတယ် ဟန်ဂါရီရေးကမပြီးသေးဘူးမရေယာကိုရေးကစနေပြီဆိုတော့ကဲဘဲနဲ့လုံးကြမလဲဆရာတော်တို့လည်းကြံပေးကြပါဦးဖေဟာသာသနာပိုင်ညာနာတာဂရကသူကောင်းပေါ်ရင်စောင်းနာသည့်ရွှေတောက်ချာကြီးကိုချွတ်လိုက်သည်မင်းတရားကသာသနာပြုမင်းတရားကြီးပါအင်းဝါရဲ့သာသနာတော်ကြီးအတွန့်ရှိကိုတဂါတော်တို့ကိုကျုပ်ကူညီမှာပါကျောက်လက်အောင်မှာယဟန်တွေတိုင်းနဲ့ချီပြီးရှိပါတယ်။အဲ့ဒီထဲမှာမှတိုင်းပြည်အတွက်လိုအပ်ရင်ကာဝယ်ဖို့ ဓာခုတ်လှန်ထိုးအစည်းနှင်းလေးကျင်ထားတဲ့ရှင်ချံရှင်အောင်တက်တွေကြုံမှာရှိတယ်။သူတို့အင်အားကို တကားတော့သုံးမယ်ဆိုအတင့်ပါ။ရွှေကြပင်ဟန်လာဆရာတော်ကမူတိတ်ဆိတ်နေ၏။ဆရာတော်ကဘာများမိတ်ကျင်ပါသေးသလဲဖေဟာ။ကျုပ်တို့ကယဟန်တွေပါတကားမင်းစီရင်စီရဆိုတာတတော်ဝါတွေတေကြမဲ့အရေးကိစ္စပါ။ဒီလိုကိစ္စမျိုးမှာဗုဒ္ဓရဲ့သားတော်ယဟန်တွေကကတ်သုံးပါးနဲ့ပါဝင် ပြုတ်မူတာမျိုးကို မလောက်အပ်လို့ကျုပ်ကယူဆပါတယ်။ကျုပ်မှာပရိယတိပရိပတ်တိသာသနာအတွက်ပဲအထောက်ပံ့လုပ်ဝေးနိုင်ပါတယ်တကမင်းဒီအချိန်မှာဟန်တော်ရီနဲ့စစ်ဖက်မပြုတ်ပဲငိမ့်ငိမ့်ယူဖို့ကအကြံပေးနေတာပါပဲ။ကို့မှာအင်အားနဲ့ရန်သူမမြဖြစ်နေတယ်မဟုတ်လားမင်းကြီး။ဟန်တော်ရီနဲ့စေးရစေးကြောင်းလန်းနေတယ်ဆိုရင်ပြေရှေးကနေရှင်တီတာပေါမောက်တို့လိုပဲ ကျုံတန်တမန်အဖြစ်ကူညီပေးပါမယ်လေရွှေကြပင်ဆရာတော်ဤစကားကြောင့်သာသနာပိုင်ဦးစာဂရဤမျက်နာမှာတင်းငနယ်ဖြစ်သွားသည်ဒီမဲ့တကားတော်မင်းကြီးတိုင်းပြည်နဲ့သာသနာအတွက်ရှင်ဘင်ကလိုအပ်လာရင် ရှင်ဘင်ချီးမြှင့်မြောက်စားရတဲ့ကျုံတို့ရဟန်းတွေမှာတာဝန်ရှိတယ်ဒီလိုရေးပေါ်နေတဲ့ကာလတဲ့အီးရီးယားတွေဟောနေမယ်အစားရုပ်ရည်လေးဗန်းပြပြီးမိပြားဆောင်နဲ့ဆုံးဝံကြွားနေတာတာကောင်းပါတယ်လေ မင်းစီကတော့နှစ်ပါးကြားမှစကားအသွာလာကိုမဟာဓမ္မအစာဓိပတိရှိမိလိုက်သည်မှန်တော့ပါဆရာတော်တို့နှစ်ပါးစလုံးရဲ့အဆုံးအမကိုတပိတော်နာခံတော်ယူပါတယ်ရှင်မြတ်ဖရာတို့ကဲဘာရီတော်နဲ့နိုင်ဝင်ကြီးတွေ့ပြီမဟုတ်လားကျုပ်တို့ဆရာတော်တွေကအရင်အကြောင်းဆိုရင်အားကိုးရပါတယ်လို့သာသနာဝင်ဆရာတော်စီကအင်အားဘလောက်များရနိုင်မလဲဆိုတာကိုအမိန့်ရှိပါဦးကျုပ်မကပုံကန်းကြီးရှင်မြတ်တန်အင်အား9000ကျော်ရှိပါတယ်တကားတော့ကဲဘလို့လဲဘာရီတော် အဲ့ဒီလိုအင်အားနဲ့ရရင်ဟန်တော်ရီခြီလို့ရမယ်မဟုတ်လားသူတို့ကယဟန်တွေပါကိုတော့တင့်တော်ပါမလားသာသနာပိုင်းတာဂရဟာတဟာဟာအော်ရလိုက်သည်ဒီမဲ့ကိုသိန်းသခင်သူတို့ကကျုံစုဆောင်လာတဲ့အင်အားစုတွေပဲယဟန်လိုဝေထားကြပါမယ်ဓာတ်ကုတ်လှန်တို့အစည်းအနှင်းမှာတော့ကျမ်းပြီးရမ်းပြီးကြီးပဲဗျကျုပ်ကသူတို့ကိုရှင်းအောင်တန်းရှင်ကျန်တဲ့ဆိုပြီးနာမည်ပေးထားသေးတာ အတိုင်းကိုက်နေမဟုတ်ဘူးတေးတောက်စားတာပြန်အောင်မလားခမားစစ်တီတွေမလုံးနိုင်တာတွေကိုကျုပ်တက်ကလုံပြလိုက်မယ်ကိုသိန်းသခင်က မာနဖြင့်ဖျက်ခနဲဖြစ်သွားသည်အရှင်ဘုရားယဟန်တံမဲ့ဒီလို လူသူစုဆောင်းပြီးတက်ထောင်လာတာအံ့ဩမိပါရဲ့ဘုရားဘလို့များဂျန်စီတွေပါလဲဘာလို့တော့စကားကိုဒီမှရက်ပါတာသနာပိုင်ဆရာတော်ဘုရားဟာကျုပ်ရဲ့ထီးနှံကိုကာဝယ်ဖို့ဒီအချိန်မှာကူညီပေးနေတာဆရာတော်နဲ့ကျုပ်ကြအထင်မှားစီမဲ့ရှောက်ထားမှုမျိုးကိုမလုံးမိစေနဲ့ ဒါတွေတော့တော့မှမကောင်းဘူးကိုသိန်းသခင်ကခေါင်းငုံသွားသည်ကဲအမိန့်ချမယ်ကိုသိန်းသခင်မင်းအောင်နေနဲ့ဟန်တော်ရီရေးမှာဆင့်ရအတွက်သာသနာပိုင်ဆရာတော်နဲ့မပြတ်တိုင်ပင်ပြီးလူသူစုဆောင်းရေးတက်ကိုလှုပ်ပါ ကိုကြီးပြောကမျိုးတော်ရေးကြပြီးတာနဲ့ဆရာတော်အရှင်မြတ်များကိုဘွဲတစိတ်တော်များဆက်ကတ်လူတန်းဘွဲနေပြည်တော်မှာကျင်းပဖို့စီစဉ်တော့ပါဘွဲပေးရမယ်ဆရာတော်နာမည်စင်းကိုတော့သာသနာပိုင်ဆရာတော်ကြီးစီကအပါ20ရွှေကြပင်ဆရာတော်ကြီးစီက20နဲ့ ကျုပ်စီရတော့ရင်အရှင်ခစည်းကလည်း20စရင်တောင်းလိုက်ပါ ပြီးရင်မြို့တွင်ပွဲလန်းသဘင်တွေအလှူကြီးတွေပေးပြီးမြို့သူမြို့သားတွေကိုပျော်ပွဲရွှင်ပွဲတွေလုပ်ပေးရန်ရွှေတောင်းကိုမြို့ဝင်တွေနဲ့စီဝေးပြီးငါကိုရော့စီတင်ပြစီဒါပဲညီလာခံဆဲပြီးခဏနေအကြီးတော်ဝင်းကြီးပရိသတ်ရာစာနဲ့အစိုးငတ်စီရင်သွင်းမှုကိစ္စတွေအစည်းအဝေးရှိတယ်။မောင်မင်းတို့ပြန်နိုင်ပြီ။ဆရာတော်ရှင်သူများလည်းကြွနိုင်ပါပြီဖေဟာ။ နန်းတော်အပြင်သို့သူတို့ထွက်လာကြသည် ကိုသိန်းသခင်ကဝေါ်ရင်ပေါ်သို့တက်ရန်ပြင်လိုက်၏တခါဤမင်းကခေါ်တန်ကြောင့်လှဲကြည့်လိုက်၏ရွှေကြပင်ဆရာတော်ကကိုသိန်းသခင်ထံသို့လျှောက်လာသည်ခုနရှင်မင်းရှိမှတခါဤလျှောက်လိုက်တဲ့ကိစ္စကကျုပ်လည်းအလို့တူပါတယ်ဘာလို့လဲဖေဟာစစ်ပွဲမှာရဟန်းတွေဝင်တိုင်းမဲ့ကိစ္စပါ အခုသာသနာပိုင်တက်တွေကြောင့်တခါဤဘလောက်တိထားလဲတပည့်တော်လည်းသူပြောမှတိရတာပါဖေဟာရွှေကြပင်ဆရာတော်ကတပင်းချလိုက်သည် လွန်ခဲ့တဲ့ကတိကြီးဒကာကြီးတို့ရှုပ်ထွေးနေတဲ့အချိန်ကလေးကဘာသာကြားကတိတွေတာသနာကိုထိပါလာတာအကြောင်းပြုပြီးသူကသူ့လူတွေကိုစီးယုံနေတာတည့်ရဲ့ဖြဲ့ရဲ့တဲ့လူစိုးလူမိုက်တွေကိုကြီးစုထားတာပြီးတော့သူတို့အားလုံးကိုတင်ကန်းဝတ်ပေးပြီးတော့ရဟန်းကြီးခြုံဝိုင်းလာတယ်ခေါင်းဆောင်ကလည်းမင်းစရာတာသနာပိုင်းကိုယ်တိုင်ဖြစ်နေတော့ဘာမှမပြောရဲမဆိုရဲကြဘူးသူ့ရှင်အောင်ရှင်ပြတ်တွေကအခု네ရီမှာအတော်တကူထွားနေကြတယ် ကျောင်းဆက်ပဲရင်ကဟိန်ဖုံကြီးဓမြခိုင်းဆိုလေအတော်ကြီးထွားလာနေပြီသူ့ကိုလည်းသာသနာပိုင်ကြီးကပဲကာဝယ်ပေးတာတယ်တပည့်တော်ကစီအေးစရာတွေပဲအချိန်ကုန်နေတော့ပြည်တဲ့အဲ့လောက်မသိပါဘူးဖေဟာအဲ့လောက်တော့ဖြစ်နေပြီလားသာသနာပိုင်ကိုယ်တိုင်ကဘယင်နဲ့ပေါင်းပြီးအဲ့လိုလုပ်နေတာကျုပ်သာသနာအတွက်စိတ်ပူတာပါလူတွေကလည်းတပြေးပြေးနဲ့ကျုပ်တို့ရဟန်းတွေပေါ်အမြင်ဆောင်လာကြလိမ့်မယ်။အခုစီရဲအတွက်သာသနာပိုင်တက်တွေကိုထပ်သုံးတော့ကိုတားမရရင်တော့တင်ငန်းချွတ်ခိုင်းမှာ တို့ကငကိုကလေးကရဟန်းအစ်စ်တွေလည်းမဟုတ်ဘူးတိုက်ရိုက်ကရေးကိုတင်ကန်းတလောလားနဲ့လုံးနေကြတဲ့အခါမှာအကျိုးတက်အပြစ်ကပုံများလိမ့်မယ်ဒကာကြီးတို့တကူတော့မြစ်တာရက်ခံနေတာက ရှင်ဘရင်ရဲ့ငဲဆရာတော်ဆရာတော်ဘုရားကုန်းနဲ့ဒကာနဲ့ကငယ်စဉ်ကယာဇဝင်စာပေလိုက်စားဘက်တွေဆိုအဲ့ဒီကိစ္စတွေသူ့ကိုရှောက်တင်ကြည့်ပါလားသာသနာပိုင်ကြီးလုံးချင်တာတွေရှောက်လို့နေတာကြီးတားဖို့လိုပြီဒကာကြီးတပည့်တော်မှာကဒီပတ်ကြလဲစစ်ပွဲတွေအကုန်လုံးခေါင်းခံထားရတာပါဖေဟာ တာသနာပိုင်ကိစ္စကအရှင်ဘုရားတို့ယဟန်ချင်းချင်းပဲပြောကြဆိုကြပါလောလောဆယ်တော့အင်းဝတ်ကိုကာဝယ်ဖို့တပည့်တော်လုံးစရာလေးတွေရှိသေးလို့ခွင့်ပြုပါအောင်ဖုရားကိုသိန်းသခင်ကလက်အုပ်ကြီးကရော့လိုက်ပြီးဝေါ်ရင်ပေါ်သို့တက်သွားတော့သည်1940ခုနှစ်အောက်တိုဘာလမိုးရင်းကာလကုန်ဆုံးခဲ့ပြီးကိုသိန်းသခင်သရိုးမင်းကောင်ဗိုလ်ချုပ်ပြုလျက်မင်းလာကျော်ထင်မင်းထင်မင်းလာ နေမျိုးစီသူတို့ဦးဆောင်သည့်အင်အားတပေါင်းပါအင်းဝတ်တက်သည့်ပြည်မျိုးတို့ချီတက်လာခဲ့သည် ထိုတက်တွင် သာသနာပိုင်ဤပကံရှင်အောင်တက်လဲလိုက်ပါလာခဲ့သည် ထို့သောပြည်တွင်ဟန်တာဝီနှင့်စစ်ဆိုင်သားတွင် သရိုတီရသူဦးစီအင်အား2000ရှိတက်မှာတောင်ဦးမတစဉ်ဟန်တာဝီတို့ခြိတက်သည်ဟန်တာဝီတက်များပြည်ဘက်သို့အာယုံဆိုင်နေစဉ်သရိုတီဟသူတက်မှာဟန်တာဝီကိုဝင်းရံသည် ်ထိုအခါပြည်ပမှဟန်ဂါရီတပ်များမြို့ကိုကာကွယ်ရန်စုခါလျင် ကိုသိန်းသခင်တပ်ကဒရဂျန် လိုက်လံတိုက်ခိုက်ကာဟန်ဂါရီကိုဝိုင်းပိုက်ရန်စီရေးအစီမံရေးဆွဲတာ၏ထို့သောစီရေးတရင်ပေါကြားခဲ့ပြီးတောင်ငူမှခြေတက်လာသောဒရိုးမင်းကောင်တပ်မှကရုတ်ရွာရောက်တွင်ဟန်ဂါရီတပ်၏စီးကြိုခြေမုံးခြင်းကိုခံခဲ့ရသည်ဒရိုတီယာသူတပ်မှအကြအဆုံးများဖြင့်စုခွာခဲ့ပြီးလူ300သာပြည်မျိုးရှိတပ်များနှင့်လာရောက်ပူးပေါင်းနိုင်တော်သည် အန်ဒါရီနန်းတွင်တွင်စင်ကြားရှင်တမိန်တော်နှင့်အမတ်ချုပ်ကြီးဗညာတလဦးအောင်လာတို့တမတ်ရောက်ခမကြားအားပြိုင်မှုများရှိနေခဲ့သည်။ထို့သောညာအင်ဝါမှစစ်ပြူလာသည့်အခါစင်ကြားရှင်တမိန်တော်နှင့်လျှို့ဝှက်ဆက်သွယ်ထားသော အော့စလိုအင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီမှအာဖရိကန်လူမဲကြီးစားစစ်သားအချို့နှင့်လက်နက်များအကူအညီပေးခဲ့သည်။1942ခုနှစ်နောက်ပိုင်းတွင်အင်ဝါတပ်များမှ ရှေ့သို့ဆက်လက်မချီတက်နိုင်ပေပြည်မျိုးတွင်သာခံတပ်ကြီးတီလျက်ရပ်တည်နေကြရတော့သည်။ ရင်းချင်းတွင်ဟန်တော်ရီသည်ပြည်မြို့အောက်ဘက်ရှိမြမပြည်အောက်ပိုင်းဒေသများတွင်စစ်အင်အားစုဆောင်းချိန်ကောင်းစွာရရှိလာခဲ့သည်စိတ်ကန်းကုန်ပုံတယ်ကုန်များကိုစနစ်တကျရရှိသောကြောင့်နှစ်နှစ်အတွင်းငွေကြေးအင်အားတောင့်တင်းလာသည်အာဖရိကန်ကျေးစာစစ်တပ်များစိတ်ကန်းမှတဆင့်ဝင်ရောက်လာသည်ပေါ်တူဂီကျေးစာစစ်တီတပ်များကိုဟန်တော်ရီဗိုလ်ချုပ်များလက်အောက်တွင်ငှားရန်အသုံးပြုလာနိုင်ခဲ့သည် အော်စတင်အိန္ဒိယအရှိကုမ္ပဏီနဲ့တမိန်တော်ဘုရင်ကြားဆက်ဆံရေးတိုးတက်လာပြီးတမိန်တော်ဗုဒ္ဓဂိတိမှာလည်းနန်းတွင်တွင်ဩဇာတက်လာခဲ့သည်ပညာအေပညာကျော်ဗြဒ္ဒကျော်စသောတမိန်တော်ဘတ်တော်သားမွန်ဘူကျုံများအင်အားကောင်းလာသည်ဥအောင်လာ၏အုပ်စုမှလည်းအင်းဝစီရေကအရေးကြီးနေသည့်အတွက်နန်းတွင်ဩဇာအာဏာပြိုင်မှုများကိုအာယုံမဆိုင်ပဲစစ်တွင်းသာအာယုံစိုက်နေခဲ့သည်ပြည်သူတို့နှင့်ဆက်ဆံရေးမှာခိတ္တမြအေးဆက်သွားခဲ့ပြီဖြစ်သောကြောင့် အင်္ဂလိပ်တို့နှင့်ဆက်ဆံရေးထူထောင်ထားနိုင်သည့်တမိန်တော်ဘုရင်ပုံမူအရေးပါလာခဲ့သည်1942ခုနှစ်ဖေဖော်ဝါရီလတွင်လူ၄000ပါသောဟန်နာဝရီတပ်သည်တောင်ဦးကျောင်းအတိုင်းအင်းဝသို့ခြေတက်လာသည်တောင်ဦးမြို့တွင်တွင်အင်းဝဘတ်တော်သားနှင့်ဟန်နာဝရီဩဇာခံလိုသူများနှစ်ချံကွဲနေကြသည်အင်းဝမှာမူအဓိက နိုင်ငံသားဝင်ဝေဖြစ်သောတန်လင်းဘကိုမௌဒမစိတ်ကန်းတို့ကိုစွန့်လွတ်ကာကုန်းတွင်ပိတ်ဖြစ်သွားသည့်ဖြင့်ပြည်သူလူထုထံမှအခွင့်အရေးကိုသာအားကိုးနေရတော်သည် ဝင်းအင်အားလူအင်အားချွတ်ချုံကြနေသည်ပြည်သူလူတို့မှာစစ်မှုထမ်းလိုက်ပါရသည့်အပြင်ရှင်ဘရင်အခွန်အထောက်များတိုးမြင့်လာခြင်းစစ်စရိတ်များအိမ်တော်စုလိုက်ပုံမုံထောက်ပံ့လာရခြင်းကြောင့်မဟာဓမ္မရာဇာဓိပတိကိုစိတ်ပြတ်နေကြ၏တောင်မူသည်အင်းဝါနှင့်ဟန်တော်ရီကြားနယ်စပ်မြို့ဖြစ်နေသည့်အတွက်အချိန်တို့တွင် တိုးတက်ဖွံ့ဖြိုးလာသောဟန်တာဝရီ၏သတင်းများကိုကြားနေရသည်ဟန်တာဝရီဘရင်သည်ညောင်ရမ်းမင်းဆက်သွေးပါသူဖြစ်သည်ဟုသောအချက်ကလည်းတောင်ဝူသားတို့ကိုတွေ့ဝေစေသည် နောက်ဆုံးတွင်ဟန်သာဝတီထောက်ခံသူများကမြို့တကားကိုဖွင့်ပေးလိုက်ကြတော့သည်အင်းဝမှာခန့်အပ်ထားသည့်အုပ်ချုပ်သူများအင်းဝထောက်ခံသည့်တပ်များမှအစောပိုင်းကတည်းကတောင်ငူကိုစွန့်ခွာကာအင်းဝသို့စုပ်ခွာသွားကြပြီဖြစ်သည်ဟန်သာဝတီတပ်မှတောင်ငူကိုယာပြီးနောက်ကိုးခေရင်တောင်ဘက်တခွင်တဒတ်ဦးတင်ပန်းပင်းရဂရိုးစိတ်တို့တိုင်အောင်တပ်များတဲထားသည် ဟန်တာဝရီမြို့တစ်လျှောက်တွင်လည်းတောင်တွင်းကြီးထီဟန်တာဝရီရေတပ်ကဇိုးမိုတာ၏ဟန်တာဝရီတပ်များသည်ကိုသိန်းသခင်၏တပ်တီးယာပြည်မြို့ကိုပတ်လည်ဝိုင်းကာအင်းဝနှင့်အနီးဆက်ဆုံးသို့တစားတစားချီနေလာပြီဖြစ်သည်နင်းဒီဒီသက်မရဲဘူးမီလို့ပြီးအောင်မလားငတုံငယ်ပြည်မြို့ရှိခန္ဓာပေါ်မှဆင်းလာသောကိုသိန်းသခင်ကအဝတ်ပလာကြောပြောင်ပြီးဒူးထောင်နေသောငတုံကိုကျိန်မောလိုက်သည်နင်းမော်ကြည့်စမ်းအခုငါဘေးရသူကိုတည်သလား ငတွန်ကမော့ကြည့်လိုက်သည်ကိုသိန်းသခင်ဘေးတွင်လက်အုပ်ချီလျက်ရက်နေသည့်လူငယ်တူငတွန်သေးချာဆိုက်ကြည့်လိုက်သည်မသိပါကိုတော့ဟဲ့တလုံးကချင်းညိုကြီးတို့ညီကိုနင့်ကိုအင်းဝအရက်ဆိုင်မှာလာခေါ်တော့နေမလိုက်လာပဲသူ့ပါလာတာလေအခုဆိုသူ့လက်ရည်စွမ်းကိုမြင်သာလို့ငါကအင်းဝလှေတတ်မှာတတ်မှုရလူပေးလိုက်ပြီသူကရာမညသာသူ့လိုလူတော်အင်းဝရေးမှာအမှုထမ်းမို့ငါနာရောက်လာနေတာ နင့်လိုလူစားလူစားရှိတဲ့ငါအိမ်တော်ဘာသားကသွေးကြောင်နေတာတော့မဟုတ်သေးဘူးကွယ်ငတွန်ကစက်ခနဲဖြစ်သွားသည်ကျွန်တော်မျိုးသွေးမကြောင်နေတာကိုတော်အတိပါအဲ့လေကွယ်ငါအတိတို့လည်းနင့်ကိုအင်းဝါကနေပြီးကိုငါလူစုနဲ့ရောက်ခေါ်ဝမ်းလိုက်ရတာပါအခုဆိုငါတို့ရှင်သခင်အင်းဝါဘရင်ဟာအန်ရဲ့ကြုံနေရပြီမောင်မင်းတို့လူငယ်လူစန်းတွေအကိုကြီးလိုနေတယ်ကျွန်တော်မျိုးစိတ်မတိုက်လို့သေးပါဘာလဲနင့်မယားပတွေဟန်တော်ရီသားတွေကိုမတိုက်ချင်ဘူးပေါ့လေငတွန်ကွယ် ငါလှုပ်လိုက်ရဇက်ပြတ်တော့မယ်မဟုတ်ပါဗျာစိတ်တွေရှုပ်ထွေးနေလို့ပါဟဲ့ယောက်ျားကောင်းဆိုတာကို့ပြီကို့ရွာကို့အရှင်တို့အလိုရှိတယ်မှာအတင်းရှိရမှာဗောအင်းဝဟာနေတော့ငါတို့မျက်စိရှိမှရင်ရန်သူတွေမိတိုက်တာခံရတော့မှာလားငတွန်တွေ့ဝင်နေသည်ချင်းညိုကြီးကလက်ရပြန်ချီတဲ့ဟောဒီငါပညာကပညာကြံတော့တဲ့အခုပဲအင်းဝပင်ကဘွဲ့တွေထပ်ပေးလိုက်ပြီ တို့လေတိုက်ဖို့အသင့်ဖြစ်နေပြီနင်းကရောဒီငတုံဘွားနဲ့ပဲလူတကာလက်အုပ်ချီနေတော့မှာလားအဲ့ဒါကြောင့်လေဟန်တာရီသူဖြစ်တဲ့လူစားမငင်ကတော်ပြီဒါရီဆက်မပြောနဲ့တော့ကိုတော့အင်းဝအတွက်ကျုပ်စစ်တိုက်မယ်ဆိုရပြီမဟုတ်လားကိုသိန်းသခင်ကကွန်ဒရီကိုပြစ်ကနေထွေးလိုက်သည်နင်အခုချက်ချင်းငါးစီကဘိုးပြစ်ခန့်လာကိုယူအင်းဝကိုလှေနဲ့ဆန့်ကြီးဟိုမှာမင်းရဲ့မင်းလာငယ်တန်းခုဝင် လက်မြန်ကြီးငချင်းညိုရုံးနဲ့ပူပေါင်းပြီးအင်းဝါကိုကာွယ်လေနင်းလက်ရည်ကိုငါယုံစားတယ်ဆိုတာကိုနင်းသေးချမှတ်တာနင်းကိုအင်းဝါရောက်ဟောရီကဗညာကြံတော်နဲ့လှေတက်တွေကပို့ပေးလိုက်မယ်အခန်းကစိုက်ရ